ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် essential grammar and use ဒီစာအုပ်ပေါ့နော်ဒီစာအုပ်ရဲ့ unit 54ကိုသင်ပြီးမှာဖြစ်ပါတယ်ဒီကတော့ဒီခန်းမှာကျွန်တော်တို့ညာတော့အဖြစ်တော့အများစုရပြီးသားဖြစ်ပါလိမ့်မယ်ဒီကသင်မှာက do နောက်ကတော့ infinitive do infinitive လိုက်တာပေါ့နော်ကျွန်တော်တို့မြန်မာလိုဆိုလို့ရှိရင်ဒီ date ပဲကယံဖို့လို့ ကျွန်တော်အသာပြန်လို့ရစားရန်လာရန်သွားရန်အခုလုပ်ရန်ပေါ့နော်ရန်ဖို့ဒီပြန်ရအဲ့တော့ဒီစာကြောင်းလေးကိုဖတ်ကြည့်မယ်ဆိုရင် she want to a shop ဒီတူနဲ့မဆိုင်နော် to get a newspaper ဒီကတော့ဒီမှာ to နောက်ကဒီ infinitive verb ဖြစ်လို့ပေါ့ဗျာ ကက်ဆိုတာဒီမှာကက်ခန်းကိုတာတိချမတင်ရသေးလို့နော်ကက်ခန်းမှာကျွန်တော်ကရသည်ဆိုတဲ့အဓိပ္ပာယ်တစ်ခုနဲ့မျိုးပဲနဲ့ဝယ်သည်လက်ခံရရှိသည်စသဖြင့်ပေါ့အဲ့လိုမျိုးနဲ့လည်းအဓိပ္ပာယ်နဲ့လည်းကျွန်တော်တို့သုံးလို့ရရှိနော်အဲ့တော့ဒီစာကြောင့်အရဆိုရင်သူကသတင်းစာဝယ်ဖို့စိုင်းကိုတွားတယ်စီးစိုင်းကိုတွားတယ်ဒါမှမဟုတ်သတင်းစာယူဖို့စိုင်းကိုတွားတယ်ဒီကတော့သတင်းစာဝယ်ဖို့ပေါ့ဗျာဒီနေရာမှာဆိုလို့ရှိရင်နော်ဒါကလည်းဒီခန်းထဲတော့မဆိုင်ဘူးမဲ့အကအကြောင်းကိုဒါက သဘောတရားလေးပြောပြရအောင်နော်အဲ့တော့ဒီမှာ Catherine Catherine went to the station I got it to meet her friend အလုပ်ဖို့လေသူမိတ်ဆွေနဲ့အမှုသူတငယ်ချင်းနဲ့ဆုံဖို့တွေ့ဖို့သူဘုရားယုံကိုသွားတယ်ရမ်းမ်းနေနော်အဲ့တော့ဒီခန်းမှာကျတော့ဒါသူကတော့ဒီလောက်သဘောတရားလေးပြောရင်နားလည်တာပေါ့နော် ကျွန်တော်တို့နောက်တစ်ခုပေါ့ဗာလဲဆိုတော့4 4ဆိုတာကကျွန်တော်တို့အတွက်ဆိုရဲအဓိပ္ပာယ်နဲ့ဒီနားမှာသုံးမယ်ပေါ့နော်ဆိုပါတော့ဒါလေးကိုလည်းသုံးပြထားတယ်4နဲ့လည်းသုံးပြ4နောက်ကသူကနောင်းလိုက်တာပေါ့နော်နောင်းသူမဟုတ်ဂျွမ်းပေါ့ဗျာဘာဘာအင်ဂျီဂျွမ်းပေါ့ဒီဂျွမ်းကြောင့်ကလည်းရှေ့ကန်းထဲမှာပြောပြတဲ့ဆိုလို့ဒီမှာတော့အထက်မပြောတော့ဘူးနော်အဲ့တော့တကယ်လို့2 infinitive ကိုမသုံးချင်လို့ရှင့် တို့ infinite ကိုမသုံးချင်လို့ရှိရင်တို့ for now တို့မဟုတ် general နဲ့တို့ပြီးပြီးတော့သုံးရတယ်နော်ဆိုတော့အဓိပ္ပာယ်တစ်ခုလေးကိုပဲကျွန်တော်တို့ to infinitive နဲ့ရော for plus now နဲ့ရောကျွန်တော်တို့သုံးကြည့်အောင်နော်ဘာကွာလဲလို့ I went to a shop for a newspaper ဟောဒီမှာက to get a newspaper အဲ့ဒီအစားဒီမှာပါ for a newspaper လို့သုံးတာအဓိပ္ပာယ်တစ်ခုလေးပဲ ဒါပေမဲ့ရင်းကြီးกว่าပါတယ်ပြောမဆိုရင်ဒီလိုလဲရင်းလဲရတယ်လို့ပြောချင်တာအဲ့တော့2နဲ့သုံးမယ်ဆိုလို့ရှိရင်တော့2 infinitive နဲ့ရေး4နဲ့သုံးမယ်ဆိုရင်တော့နောင်လေးပဲတန်းကြီးလိုက်ဒါမျိုးပေါ့နော်ဒါဒီခါမှာအဓိကသင်တဲ့ဟာပေါ့ဒီလိုလဲသုံးလို့ရတယ်ဆိုတာဒါတော့ပြပြ we need some money for food ဒါကတော့2နဲ့ရေးမယ်ဆိုရင်တော့ to buy food ပေါ့ to buy food to get food အဲ့ဒါမျိုးလေးပေါ့ တော့အခုလောဆယ်ကျွန်တော်တို့အဲ့ဒါ to your for your ကိုတချောင်းထဲမှာကျွန်တော်တို့သုံးတာလေးဆက်ပြုတ်ကြည့်အောင်အဲ့တော့ကျွန်တော်တို့ဒီစာချောင်းမှာကြည့်ကြည့်အောင်ပေါ့နော် please wait for me for me ဒီမှာ are you waiting for the best ဘယ်စကားဆောင်ရလားအဲ့တော့ဝေးရဲ့အဓိပ္ပာယ်ကတော့စောင့်တာပေါ့နော် သူကဖုန်းနဲ့တွဲသုံးမယ်ဆိုလို့ရှိရင်နောက်ကနောင်းပေါ့ဗျာအဲ့နောင်းကလူလဲဖြစ်နိုင်တယ်အရာဝတ္ထုလဲဖြစ်နိုင်တယ်ပေါ့အဲ့လိုမျိုးလေးပေါ့နော် object တွေပေါ့ please wait for me please wait for aa aa ဝဆောင်ပါနော် are you waiting for the bus ဘတ်ကစောင့်နေတာလားအဲ့တော့ wait ကို for နဲ့ပဲမဟုတ်သူနဲ့လည်းပြောလို့ရတယ် အဲ့ဒါဆိုရင်တော့တခုခုလုတ်ဖို့စောင့်နေဆိုတဲ့အတိပဲရောက်ပါเนาะနောက်ကလိုက်တဲ့ verb ကတော့ to နောက်ကလိုက်တဲ့ verb solution က infinitive ပေါ့ကွာเนาะဒီမှာကတော့ fazil လို့ကျွန်တော်တို့သတ်မှတ်ထား wait to something နေမလေးကြည့်ကြအောင်ကဲတော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာတခုခုလုတ်ဖို့စောင့်တခုခုလုတ်ဖို့စောင့်ကြည့်မယ်ဆိုရင် hurry up နေမလေး I'm waiting to go နောက်တော့ စောင့်နေတာ Are you waiting to see the doctor? ဆရာဝန်နဲ့တွေ့ဖို့စောင့်နေတာလားအဲ့တော့ဒီပဲလေးကတော့ကျွန်တော်တို့နားလည်ရမခက်ဘူးကျွန်တော်ဒီအခန်းလေးဒါမို့ရင်ဒီအာပုံစံလေးနေပေါ့နော်ဒီပတ်တန်လေးနေမရင်းသေးဘူးဆိုလို့ရှိရင်ဒါအခုကျွန်တော်တို့စာကြည့်တဲ့အခါမှာထည့်သွင်းလို့ရတဲ့ပတ်တန်လေးတစ်ခုဖြစ်သွားတာပေါ့နော်အဲ့တော့ weight ကိုမှ for ူအဲ့ဒါလေးနှစ်ခုတွဲပြီးတော့တခါတည်းရေးကြည့်မယ်ဟုတ်ကဲ့အခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ wait for တူနဲ့ရေးထားတဲ့စာကြောင်းလေးပေါ့နော်ကျွန်တော်တစ်ချက်ကြည့်အောင်အဲ့တော့ဒီစာကြောင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် the, the lights are red မိပွိုင်းကနီးနေတယ် I have to wait စာလို့နော် wait for them to change for do wait for အဲ့တော့ ။ဘာလို့ဖို့သူစောင့်နေရလဲ။ damn သူတို့ကိုစောင့်နေရ။ damn ကြပါလေ the lies တွေ။ဒီ lies တွေဒီ me boy to change ။ me boy ပြောင်းတာပြောလို့ဆို me boy အကြောင်းပြောင်းတာကိုငါစောင့်ရမယ်။ Okay တော့။နောက်ခုက are you waiting for wait for the doctor to come ဆရာဝန်လာတာကိုစောင့်နေရလား။ for somebody something object နော် to come to infinitive ဆောင်းဝင်လာတာကိုစောင့်နေတာလား okay အခုဒီလောက်ထိသင်ပြီးပြီဆိုလို့ရှင်တော့ဒါနားလည်မယ်လို့ထင်တယ်နော်ကျွန်တော်အခုဒီနေ့တုံးပေးလိုက်တဲ့ဒီတုံးလိုက်တဲ့ပေါ့နော်ဒီစာကြောင်းနေ example sentence တွေကဒီစာအုပ်အနီအောင်ရဲ့ unit 54မှာတုံးထားတဲ့စာရင်းကြီးပဲပေါ့နော် ဲ့တော့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီအခန်းရဲ့တမျက်နှာလုံးနီးပါးကိုကျွန်တော်ရှင်းပြလိုက်သလိုပဲပေါ့နော်ဖတ်ပြလိုက်သလိုပဲအဲ့တော့အဖြေကဖြေကြည့်ပါထုံးစံတိုင်းအာ exercise တွေကိုဒီဘက်အချမ်းမှာပေါ့နော်လုပ်ကြည့်ပါပြီးလို့ရှိရင်အဖြေကိုနောက်မှာအာရှိပါတယ်တိုက်ကြည့်ပါပေါ့နော်ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်